ာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနအနာခင်သတင်းအစီအစဉ်ရဲ့ဒေါ်လာကိုရီးယားနေအတွက်အောင်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားမှာမယ်ရှင်။ခုရပိုင်းအတွင်းတရချောင်းမြို့နယ်ထက်ကစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကလမ်းတော်လမ်းလာတွေကိုစစ်ဆေးဖမ်းဆီးတာပုံများလာတယ်လို့ဒေသခံတွေကဆိုပါတယ် အနည်းကမနက်ပိုင်းမှာလဲအုတ်တူတတားဂိတ်ကစစ်ကောင်စီတပ်သားတွေဟာတရချောင်းမျိုးပေါ်ကအသက်18နှစ်ဝန်းကျင်အရွယ်လူငယ်တဦးကိုခေါင်းမအိတ်အမင်းစော်ပြီးဖမ်းဆီးသွားတယ်လို့သိရပါဗျ။တရချောင်းမျိုးနယ်ထဲကရွှေကူတတားစစ်ကောင်စီဂိတ်နဲ့အုတ်တူတတားစစ်ကောင်စီဂိတ်တွေကိုအခုလထဲမှာ ပြည်သူ့ကော်မတီတပ်တွေကတိုက်ခိုက်ပြီးနောက်အခုလိုအဖမ်းဆီးအစစ်ဆေးများလာတာပဲဖြစ်ပါတယ်။တနင်္သာရီတိုင်းလမ်းပီအန်နဝါအမျိုးသားဥယျာဉ်ပိုင်နက်ထဲမှာ တင်းနဲ့ရွှေအလွန်အမင်းထုတ်လုပ်မှုတွေရှိနေတယ်လို့လေးလာစောက်ကြည့်သူတွေကပြောပါတယ်။လမ်းပိအမျိုးသားဥယျာဉ်ပိုင်နက်ထဲကတန်နာကျောခေါ်ဘိုလော့ကျောမှာရွှေမျောတိုက်လုပ်ငန်းတွေကို2021ခုနှစ်ဇူလိုင်လကတည်းကစတင်ခဲ့ပြီးနောက်အခုလက်ရှိရွှေမျောတိုက်တဲ့ဖောင်ဆက်ဆိုင်ပေါင်းတရာဝန်းကျင်ရှိနေတယ်လို့စောက်ကြည့်လေးလာသူတွေနဲ့ဒေသခံတွေကဆိုပါတယ်။အလားတူတစ်ထုတ်လုပ်မှုကိုလည်းအကြီးကျယ်လှုံ့ဆော်နေတာကြောင့်လမ်းပိအန်နွာအမျိုးသားဥယျာဉ်ပိုင်နက်ထဲမှာ တဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိလာပြီးဂီဟာစနစ်ပျက်စီးမှုကိုစိုးရိမ်ဖွယ်ရှိနေတယ်လို့စောက်ကြည့်လေ့လာသူတဦးကပြောပါရယ်အတင်းအာရမတက်သောသစ်ဆူဆောက်ခံရပြီးစစ်မှုထမ်းခဲရသူတဦးတဝဲခဲတရင်တစ်ကိုလက်နက်နဲ့တကွအလင်းဝင်လာတယ်လို့တရင်ကသတင်းထုတ်ပြန်ပါရယ်အလင်းဝင်လာသူဟာအမေဝမ်တနက်တလက်နဲ့အတူကြီးပေါက်၆ခုကြီးစံတရာကျော်နဲ့မိုင်းတလုံးတို့ကိုယူဆောင်လာတယ်လို့ဆိုပါရယ် အလင်းဝင်လာသူကိုတဝဲခိုင်တရင်တစ်ကငွေကျပ်350ပေးအပ်ချီမြင်ခဲ့လို့သိရပါဗျ။တဝဲမြို့နယ်နဲ့တရချောင်းမြို့နယ်အဆက်ရွှေကူတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာခဲ့တယ်လို့ဒူရကစစ်ကြောင်းကမနေ့ကထုတ်ပြန်ပါဗျ။ရွှေကူတောင်ပေါ်ကစစ်ကောင်စီတပ်ဆွဲထားတဲ့တောင်ပေါ်ကျောင်းကို အခုလတရက်နေ့မော်လယ်ပိုင်းမှာပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခတ်မှုကိုဒူရကစစ်ကြောင်းဦးဆောင်မှုနဲ့ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒွေဂီရီလာရီဗိုလူရှင်နရီဖော့စ် DGRF ဒွေပြည်သူ့လွတ်မြောက်ရေးတပ် TPLF အီဒင်မူးတပ်ဖွဲ့ကြသေးနံဘီလုံးပြောက်ကြားတပ်ဖွဲ့နဲ့ဒေါင်းညိနောင်စစ်ကြောင်းတပ်ခွဲတီတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ တနင်္သာရီမြို့နယ်ဗန်လုံးမုံကြီးရွာအုပ်စုကဒေသခံတွေကိုစစ်ကောင်စီတပ်သားတွေကနေအိမ်မှာပြန်လာနေထိုင်ကြဖို့တောင်းအားပေးနေပေမဲ့ဒရုန်းနဲ့ဘုံတိချတိုက်ခတ်မှုတွေလည်းဆက်ရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်အရှိမတုံရအခြေဆိုင်အမြောက်တပ်အမတ်တ36တရင်ကဘုံမူဖြစ်သူဦးဝင်းကိုဦးကနေဗလမော့ကြီးရအုပ်စုနေပြည်သူတွေကိုနေအိမ်တွေမှာပြန်လည်နေထိုင်ဖို့ဖိအားပေးပြောဆိုနေတာလို့သိရပါဗျ။ ဒါပေမဲ့ဒရုန်းနဲ့ဘုံတိချတိုက်ခတ်မှုတွေကတော့ဆက်တိုက်ဆိုသလိုရှိနေပြီး အခုလောက်9ရက်နေ့ညနေ4နာရီခွဲဝင်းကျင်ကလည်းဗလမော့ကြီးရွာအုပ်စုရန်ဖို့ရွာကိုဒရုန်းနဲ့ဘုံတိချတိုက်ခတ်မှုရှိခဲ့တယ်လို့သိရပါဗျ။ KNU မြေတဝဲခရိုင်ကော်တူးလီအုပ်ချုပ်နေမြေထဲမှာမြေတဝဲခရိုင်ကရင်အမျိုးသမီးအစည်းအရုံးကဥဆောင်ပြီးအမျိုးသမီးစွမ်းရည်မြင့်တင်ရေးရတူတည်နှံပြုလုပ်ခဲ့ပါတယ် ခရန်နီယူမြေရွယ်ခရန်ကော်တူးလီအုပ်ချုပ်နယ်မြေထေကကဆယ်ဒူမြို့နယ်ကလေမူတီကျေးရွာအုပ်စုနဲ့လေမူလာမြို့နယ်ပလောက်ကျေးရွာအုပ်စုတွေမှာတင်နန်းနှစ်နေရာခွဲပြီးပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တင်နန်းကိုပြီးခဲ့တဲ့မေလ9ရက်ကနေဇွန်လ9ရက်နေ့အထိတင်နန်းပေးခဲ့တာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒီမိုင်တန်တင်ဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်။